ပိုင်တကွန်ရဲ့အမားကပိုင်တကွန်တို့ဇနီးမောင်နှံနေတဲ့အိမ်မှာတက်နေပြီးလင်းမြဖူးရဲ့မိဘတွေကိုအောက်တန်းစားလို့ပြောခဲ့တာကြောင့်ပြဿနာတွေစဖြစ်ခဲ့တာဆိုပြီးတော့ပိုင်တကွန်နဲ့သူ့မိသားစုတွေကြားကပြဿနာအဆအဆုံးကိုရှင်းပြလာခဲ့တဲ့မလင်းမြဖူးရဲ့အတော်ဖြစ်သူတော်မျိုးမျိုး မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကလေးကတရုတ်ဆောင်ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ဂျူဂျူကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတားဖြစ်သူပိုင်တကွန်ကိုတားအဖြစ်ကနေဆွန့်လွတ်လိုက်ကြောင်းတရားဝင်ချပြပြောကြားလာခဲ့တဲ့အတွက်ကြောင့်ပိုင်တကွန်နဲ့မိခင်ဖြစ်သူတို့ကြားမှာပြဿနာဖြစ်နေတဲ့ဆိုတာကိုပရိသတ်တွေကသိရှိသွားခဲ့ကြတာဖြစ်ပါတယ် အဲ့ဒီနောက်မှာတော့ပိုင်းတကွန်ရဲ့ဇနီးဖြစ်သူမလေးမြဖူးကပိုင်းတကွန်ရဲ့မိဘတွေရဲ့အပေါ်မှာမချေမငန်ဆက်ဆံခဲ့လို့အခုလိုတွေဖြစ်ရတာဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့သလိုပိုင်းတကွန်ရဲ့မိခင်ဖြစ်သူကကျွေးမဖြစ်သူကိုမကြည့်ဘူးလို့အခုလိုကိစ္စတွေဖြစ်ရတာဆိုတဲ့သတင်းတွေလည်းပူတဲ့ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီကိစ္စမှာမိခင်ဖြစ်သူဒေါ်ကျူကျူဘက်ကလွန်လာလားပိုင်တကွန်ရဲ့ဇနီးဖြစ်သူမလင်းမြဖူးကပဲရောက်ခမတွေရဲ့အပေါ်မှာမချေမငန်ဆက်ဆံခဲ့တာလားဆိုတာကိုပြည်သက်တွေအနေနဲ့ကာကာနာနာသိရှိခွင့်မရခဲ့ကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အမျိုးမျိုးသောဝေဖန်ပြောဆိုမှုတွေရဲ့ကြားထဲမှာမလင်းမြဖူးရဲ့အတော်ဖြစ်သူမမျိုးမျိုးကပြဿနာဖြစ်ခဲ့တဲ့ကိစ္စအဆအဆုံးကိုအခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ကျမလင်းမြဖူးရဲ့အတော်အရင်ပါရှင်ကို့တူမအကြောင်းကိုဒီလောက်တိုက်ခိုက်ရင်းနေမှာတော့ဝင်းမပါခြင်းလဲပြောပြရစီရှင်ပိုင်တကွန်ကလည်းကို့တူအရင်လိုပဲအရန်လိမ်မာတဲ့ကလေးပါစမိုင်းဆိုရင်လည်းငယ်ကလေးကလိမ်မာရေးချရှိပြီးအေးဆေးသိမ်မွေးတဲ့မိကောင်းဖခင်သမီးလေးပါကလေးတွေမှာဘာအပြစ်ရှိလို့လဲကွယ်ဒီကလေးတွေစပြီးမကြိုက်ခင်ကလေးကပိုင်တကွန်ကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှနေတာပါ စမိုင်းလေးနဲ့စားကြိုက်တဲ့အချိန်ပိုင်တကွန်ကသူ့မိသားစုအကြောင်းတူမလေးကို ပြောပြတယ်ဒီမလေးကပိုင်တကွန်နဲ့ဒီမီသားစုအစဉ်ပြေအောင်ပိုင်တကွန်ကိုစိတ်လျှော့ပြီးမိသားစုကိုနားလည်ပေးဖို့အမဲဆုံးမပေးခဲ့တာ၅နှစ်ရှိပါပြီ။ကျမကိုယ်တိုင်လည်းဒီအတိုင်းပဲပိုင်တကွန်ကိုဆုံးမတယ်။ပိုင်တကွန်နဲ့သူ့အမေအစဉ်မပြေတိုင်းဒီမလေးခင်ဗျာအလုပ်တွေပြစ်ပြီးမယူရသေးတဲ့ယောက်ျားမစီကိုအမဲသွားချော့နေရတာနဲ့သူတို့တအိမ်လုံးတိကြပါနဲ့။ဒီလိုကိစ္စမျိုးဆိုတာသူတို့ရည်စားတတ်တယ်မှမရေတွက်နိုင်ပါဘူး။ ပိုင်တကွန်အထဲရောက်နေစမှာလေပိုင်တကွန်အမေကိုဗစ်အသေးအံဖြစ်လို့တူမလေးအဖေကိုတိုင်းဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတကောင်အချိန်မှအသက်ကယ်ပေးခဲ့တာပါတူမလေးကိုတိုင်းကလည်းကုညီပေးခဲ့ရတာတွေမရှိတွက်နိုင်ပါဘူးသူတို့မင်္ဂလာဆောင်မှုလုပ်နေတဲ့အချိန်မှာတော့ပိုင်တကွန်ကအလုပ်တွေကြားထဲမှာမိသားစုပြဿနာဖြစ်ရှင်းနေရတာနဲ့အချိန်ကုန်နေတာပါ။ကလေးကဆိုင်းလာရင်တငုံကိုတည်ရည်နေပါ။ဒီကလေးတွေဘာအပြစ်လုပ်ထားလို့လဲ ီးတော့သူ့အမကပိုင်းတကွန်တို့အိမ်ဖန်ဟောက်စ်မှာလာနေပြီးတော့စီးမဆောင်ပဲ smiley မိဘတွေကိုအောက်တန်းစားတွေဆိုပြီးပိုင်းတကွန်အိမ်ကအလုံသမားကိုပြောတယ်အဲ့ဒီအလုံသမားကပိုင်းတကွန်တို့ဇနီးမောင်နဲ့တူရကီကပြန်လာတဲ့အချိန်စမိုင်းကိုအကုန်ပြန်ပြောပြတော့မှကျမတူမလေးသိရတာအဲ့ဒီတော့ကျမတူမစိတ်ဆိုးတာမှားသလားအမြဲတမ်းပိုင်းတကွန်တက်မျက်နာတယ်နဲ့အလိုက်တသိနေခဲ့တဲ့တူမလေးသူ့မိဘကိုဒီလိုပြောရင်ဘယ်ခံနိုင်ပါမလဲအဲ့ဒါကြောင့်သူ့အမကိုစမိုင်းကဖုံးဆက်မိတယ် သူ့အမကလည်းဟုတ်တယ်ငါပြောတယ်ဘာဖြစ်လဲဆိုပြီးသူတို့နှစ်ယောက်ပြဿနာတွေဖြစ်ကြတယ်ဖုန်းထဲမှာပါတဖက်မှာလည်းကျမကပိုင်တကုံနဲ့စမိုင်းခရီးကပြန်လာတော့ဆိုင်ရွတ်ဆိုင်ရင်ဝင်ထွက်တွေပြောမလို့စမိုင်းဖုန်းကိုဆက်တော့မအားလို့နောက်နံပါတ်တစ်ခုကိုဆက်ရင်းနဲ့ဖုန်းထဲကနေဒီပြဿနာအလုံးကိုကြားနေရတာသူ့အမကသူ့ရှာတဲ့ပြဿနာကို သူ့ဘာသာ မရှင်းပဲသူ့အမေကိုသွားတိုင်နေကိုရဲ့မောင်ကအခုမှမင်္ဂလာဆောင်ပြီးယုံရှိသေးတယ်ဒီလိုလောက်တာအရန် ကိုမှားပြင်းပါတယ် ကိုသားသမီးမားတာကိုတည်ရက်နဲ့မဆုံးမပဲပိုင်တကွန်းအမေကစမိုင်းကိုဖုန်းဆက်ပြီးစမိုင်းမိဘတွေကိုမိုက်မိုက်ရိုင်းရိုင်းထတ်ဆော်ကားတယ်။ဒါတွေတခုမကြမ်းကျမအကုန်ကြားတယ်နော်။စမိုင်းရဲ့အတော်တယောက်အနေနဲ့ကျမအင်မတန်စိတ်ဆိုးပါတယ်။နောက်ပိုင်းပိုင်တကွန်းအမေကတူမလေးကိုမျက်နှာချင်းဆိုင်ရှင်းမယ်။နင်းမိဘတွေကိုခေါ်လိုက်ဆိုတော့ကျမကစမိုင်းရဲ့အတော်တယောက်အနေနဲ့မဖြစ်တဲ့နာတွေမဖြစ်အောင်ဖုန်းချတာနဲ့အဲ့ဒီညမှာပဲစမိုင်းမိဘတွေနဲ့အတူတူကျမလည်းသားပိုင်တကွန်ရဲ့ပန်ဟောက်စ်ကိုလိုက်သွားတယ်။ ပိုင်ဒီကောင်အမေကချက်ချင်းစေးုံတင်နေလို့ဆိုပြီးတော့မလာခဲ့ဘူး။အဲ့ဒီအချိန်ထိကျမတို့မဘက်ကတခေါမမယိုင်းတဲ့စကားမပါခဲ့ဘူး။သူမိဘကိုပြောလို့ငိုပဲငိုနေတယ်။ကျမအကုန်ကြားတယ်နော်။အဲ့ဒီနောက်ပိုင်းကလေးကပိုင်းတကုန်နဲ့စမိုင်းကဒီနေ့အထိသူမိသားစုရဲ့အဝေးမှာပဲနေတော့တယ်။အဆက်အသွယ်လည်းမရှိကြတော့ဘူး။ကျမအမြင်ကတော့ဒီကလေးနှစ်ယောက်ဟာအင်မတန်ကောင်းမွန်ကြတဲ့သူတွေ ကျမတို့မဟာလူကြီးတွေကိုဘယ်တော့ခါမှမယိုင်းခဲ့သလိုပိုင်တကုံးအပေါ်မှာလည်းလေးလေးဆားဆားဆက်ဆံတဲ့ကလေးတယောက်ပါဘယ်တော့ခါမှပိုင်တကုံးအမေပေါ်မှာစော်ကားပြောဆိုခြင်းမရှိတဲ့အပြင်အမြဲတမ်းသူ့မိဘတွေလိုဂရုစိုက်ပေးခဲ့တာပါချွေးမဆိုးလို့ပြောတာလဲကျမတကယ်စိတ်မကောင်းဘူးအခုပြပြတွေကိုကျမကိုယ်တိုင်မြင်တွေ့ခဲ့ရတာမို့စိတ်မကောင်းလဲအလွန်ဖြစ်မိပါတယ် ီလိုစိတ်သဘောထားကောင်းမွန်တဲ့ကလေးနှစ်ယောက်ကိုပဝင်းကျင်ကကိုတိုင်းမသိပဲတစ်ဖက်သက်ပြောနေကြတာကိုမြင်ရတာစိတ်မကောင်းဖြစ်မိတာကြောင့်စမိုင်းရဲ့အတော်တယောက်အနေနဲ့ဝင်းရောက်ရေးခဲ့ရခြင်းဖြစ်ပါတယ်ဟုဆိုကပိုင်တကွန်ရဲ့ဇနီးဖြစ်သူမလေးမြဖူးရဲ့အတော်ဖြစ်သူကဖြစ်စဉ်အဆအဆုံးကိုရှင်းပြသွားတာပဲဖြစ်ပါတယ်။